မင်္ဂလာပါရှင်။မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရခိုင်လက်လက်ကအဖွဲ့ AA နဲ့ကချင်လက်လက်ကအဖွဲ့ KIA အဖွဲ့တွေဟာနာဆာကတပ်တွေကိုတိုက်ခိုက်ရမှာ၎င်းတို့တပ်ဖွဲ့ဝင်တွေကိုမူရစ်စေးကျွေးပြီးစစ်တိုက်ခိုင်းတယ်လို့သတင်းတွေလည်းထပ်ပေါ်လျက်ရှိနေပါတယ်။တရုတ်တပ်ဖိုင်ထဲမှာတော့ရခိုင်လက်လက်ကအဖွဲ့နဲ့ကချင်လက်လက်ကအဖွဲ့ KIA အဖွဲ့တွေအသုံးပြုတဲ့စိတ်ကြောင့်မူရစ်စေးကဘလို့စွမ်းရင်မျိုးတွေရှိနေတယ်လဲဆိုတဲ့အချက်နဲ့ အေးအေးအဖွဲထိန်းချုပ်ထားတဲ့မင်းပြမျိုးမှာစေးကြွမှုရဲ့စေးကြောင့်ဘလို့အခြေအနေမျိုးရှိနေတယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ရိုက်တဲ့ကြီးရဲ့မြန်မာနိုင်ငံမှာလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာဒီနေ့ကျော်လာပြီဖြစ်ပါတယ်။ဒီနေ့ကျော်ကာလာအတွင်းတိုင်းသာလက်နက်ကင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာ NASA ကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ရှာမှာစိတ်ကြွမှုရစ်စေးတွေပြီးစစ်တိုက်ခိုင်းနေရလို့သတင်းတွေလည်းကြကြပြက်ပြက်ထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့်လည်းရခိုင်လင်းတဲ့ကအဖွဲ့ AA အဖွဲ့ဝင်တွေဆိုရင်လေကြောင်းကဘုံကျဲနေချိန်မှာတောင်အသက်အိမ်မှာကိုစိုးရင်တောင်းရုံမှုမရှိပဲစေးကြောင့်ပြီးအတင်းတက်ဝင်လုံးတိုက်ခိုက်တာပဲရှိခဲ့လို့ဆိုကြပါတယ်။ရခိုင်လင်းတဲ့ကအဖွဲ့ AA အဖွဲ့ရဲ့စကန်တွေကိုတင်းယူရမှာစိတ်ကြွမှုရစ်စေးပွားတွေနဲ့ အဲ့ဒီဈေးကိုသုံးရမှာပါဝင်တဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိတာမျိုးတွေရှိခဲ့တယ်လို့ဆိုကြပါတယ်။ဈေးစည်းဝင်စားသူတော်ကတော့ရခိုင်လည်းနဲ့ကန်အဖွဲ AA နဲ့ကကြံလည်းနဲ့ကန်အဖွဲ KIA တို့ဟာစစ်တိုက်တဲ့နေရာမှာသုံးဆွဲကြတဲ့ဈေးကိုအရက်ခေါ်မြင်းဈေးလို့ခေါ်တယ်။အဲ့ဒီဈေးကိုရှားပရှားမစိတ်ကြွဈေးလို့လည်းခေါ်ကြတယ်။မြင်းတွေတို့တန်တန်မမမြ мян ဆဆန်လုံးနိုင်တာကို အတို့ယူပြီးတော့အမိပေးထားတာမြင်းစည်းကိုတုံးဆွဲတဲ့လူကအလုံးမလုံးချင်တဲ့သူတော့ အလုံးလုံးချင်းစေးပေါက်လာတယ်။တနေ့လုံးလမ်းဆန်းနေရဲ့မအိပ်ဖဲနေလို့လုံးဝမနှုံးသွားဘူး။အနံလေးနည်းနည်းရှာရနဲ့။မြင်းလိုပဲငောက်ခနေထထိုင်တာမျိုး။အယုံတစ်ခုရောက်သွားရင်ဆွတ်ဆွတ်မြဲမြဲလှုပ်တယ်။စံတအိတ်ထန်းနိုင်တဲ့လူကနှစ်အိတ်နိုင်တယ်။ပင်မဲရကောင်းမှန်းလည်းမသိဘူး။15မိနစ်ပြေးနိုင်သူက3နိုင်လောက်ပြေးနိုင်တယ်။တိုက်ချင်းခိုက်ချင်းစေးပေါက်တယ်။မောပန်းရကောင်းမှန်းလည်းမသိဘူး။နာကျင်ရကောင်းမှန်းလည်းမသိဘူး။အလောက်ကမကြမ်းမနာအလုံးလုံးနိုင်ကြတယ်။တစ်ဖက်သားကိုအလိုအလျောက်ဒေါသထွက်နေတတ်တယ်။ ဒါပေမဲ့ဆေးချိန်က9နာရီလောက်ခန့်နေသေးတော်မီအလုပ်တွေလှုပ်ထားမယ်ဆိုဆေးချိန်ပြဲသွားတာနဲ့ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကြိုက်ခဲ့ပြီးကြံ့နေခဲ့အာအာဟာရနဲ့ရင်ပိုဆိုးတယ်ပိုပြီးတော့ကြိုက်ခဲ့တယ်ဆေးထက်သုံးနာရီတော့ပြန်ပြဲသွားတယ်ဒါကြောင့်လည်းအေးအေးတွေကစစ်တိုက်ရင်မောရပန်းရကောင်းမှန်းမသိနာကျင်ရကောင်းမှန်းလည်းမသိဘူးလက်ပြက်နေတော့ကြာထိုးပြီးတက်လာတော့မယ်တချို့ဆိုအနာရောက်လာရင်တစ်ဖက်တက်မတော်သားကိုငါ့ကိုတနှက်ပေးလို့တနှက်တောင်းနေသေးရတေးရမှလည်းမကြောက်ဘူး ဘလူးစည်းစလိုတက်လာတော့သူတို့ကိုကြည့်ပြီးတမ်းမတော်သားတွေကကြောက်နေကြတာဒါကြောင့်အေးစစ်စင်ရေးကိုဇွန်ဘီစစ်စင်ရေးလို့ပြောတာအမန်ကမြင်းစည်းခေါ်မူရစ်စေဝါကိုများများတုံးလို့အုံနောက်ပိုင်းထိတ်ကြိုက်ထားကြတာဒါကြောင့်စစ်ပွဲမှာရဲရဲစစ်စစ်ခေါင်းဖြတ်တာလို့လုပ်ကုန်ကြတာအေးကအခုမူရစ်စေဝါနဲ့ရက်တီရဲ့အာဖဂန်သဘုံလိုဖြစ်နေပြီအေးအေးရဲ့အနောက်မှာမူရစ်စေဝါကုံသွဲမှုရှိနေရကိုမကြာခဏမိကြောင်းနဲ့အထောက်အထားတွေတွေ့ရတယ်အခုဆိုအေးအေးနဲ့ပေါင်းနေကြတဲ့ PDF တချို့ပါ မြင်းစေးတွေတုံးကြရလို့ Facebook ပေါ်မှာတွေ့ရတယ်။ဘာပဲဖြစ်ဖြစ်မူရစ်စေဝါဆိုတာအုံနောက်ညံကိုဘေးဖြစ်စေတဲ့စေဝါပါ။ဒီလိုမြင်းစေးတွေတောင်အေအေကစိတ်မြေပြင်လက်တွေ့တိုက်နေရဲ့ရခိုင်လူမျိုးတွေရဲ့အုံနောက်ဟာအခြေသွေးတွေကြဆင်းကုန်ကြပြီဆိုတာတေးကြတဲ့လောက်ပဲ။သူတို့ကမွေးတဲ့မျိုးဆက်တွေတဲ့အုံနောက်ညံရေကြဆင်းလာမှာမူရစ်စေတုံးပြီးစစ်တိုက်တာကပရိသတ်တစ်စနစ်တွေလက်ထက်တဲကရှိလာခဲ့ကြတာ။ဂရိတယုံစားတာတွေမှာစစ်သားတွေကိုစံအာမျက်တင်ရေးဆိုပြီး ရှိအရင်ကတုံးခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီဘိန်းကြောင့်ပဲပျက်စီးကုန်ကြတယ်။အခုရခိုင်လူမျိုးတွေကိုစစ်နိုင်ဖို့တခုအတွက်မိုးရစေဝါတုံးခိုင်းနေ။ဒါသူတို့ရဲ့အနာဂတ်ဘဝကိုဖျက်ဆီးရပြီဆိုပြီးတော့ပြောပါတယ်။ရခိုင်ပြည်နယ်အတွင်းကိုအေးအေးအဖွဲ့ဝင်ရောက်အခြေချလာခဲ့ပြီးနောက်ပိုင်းတွေကရခိုင်ပြည်နယ်အတွင်းမှာစိတ်ကြွမိုးရစေတုံးဆဲမှုပုံမှန်မြင့်တက်လာနေရလို့သိရပါတယ်။အေးအေးအဖွဲ့ဟာရခိုင်ပြည်နယ်လွတ်မြောက်ရေးခေါင်းစဉ်တက်ထားတဲ့အတွင်းရခိုင်လူမျိုးတွေဟာအေးအေးအဖွဲ့ရဲ့မိုးရစေလုပ်ငန်းတွေကိုသိပေမဲ့ မတိကျောကျုံပြုတ်နေကြတယ်လို့သိရပါတယ်။ရခိုင်နယ်နဲ့ကန်အဖွဲ့အေးအတွင်းနည်းနည်းခရမ်းလိုအပ်တဲ့အတွက်မွေးရစီရောင်းချပြီးငွေကြေးရှောင်ဖွေမှုတွေကိုမတိကျောကျုံပြုတ်နေခဲ့ပေမဲ့လက်ရှိချိန်မှာရခိုင်ပြည်နယ်အတွင်းကိုရဆိုင်ရီမှာတောင်စိတ်ကြွမွေးရစီတွေကိုအလွယ်တကူဝယ်ယူလို့ရနေတယ်လို့ရခိုင်စစ်ဘေးရှောင်တွေကပြောပါတယ်။စိတ်ကြွမွေးရစီကိုရခိုင်ပြည်နယ်အတွင်းမှာအစီချေလို့ခေါ်ဆိုပြီးတော့လူငယ်တွေကြားသုံးဆွဲမှုမြင့်တက်လာခဲ့တယ်လို့ရခိုင်လူမျိုးတွေရဲ့အနာဂတ်က ဆိုရင်ဝယ်ရကောင်းနေတယ်လို့ဆိုပါတယ်။ရက်ကလေးမျိုးတူပါကျွန်တော်တို့မင်းပြမျိုးမှာအစည်းအချိန်နှက်လို့အမေအိုကြီးကိုလယ်လေးတက်တာတွေဖြစ်ခဲ့ဘူးတယ်။အစည်းအချိန်နှက်လို့အပြိုပါအရွယ်မျိုးသမီးကိုတက်ကြီးပိုင်းအဖေအရင်ဖြစ်သူကတက်တာမျိုးတွေရှိနေရဲ့။အစည်းအချိန်နှက်လို့အသက်60လူကြီးတယောက်ကိုခန္ဓာကိုယ်ကိုအဝိနဲ့ပတ်ပြီးရင်းနှီးတက်တာမျိုးတွေဖြစ်ခဲ့တယ်။အရွယ်မရောက်သေးတဲ့လူကိုအတ္တမပြုခြင်းကရရဲ့ဆက်ဆက်တက်လိုက်တယ်။မင်းပြမျိုးမှာပဲအစည်းအချိန်နှက်လို့သမီးအရင်ကို ဝမ်ပူအောင်ထိအချိန်ချင်းခါခါအတ္တမပြုချင်းခဲ့ပေါ်တဲ့အစီကျင်နှလို့မိခင်အရင်ကိုတက်ကျိုးအောင်ရိုက်နှက်တာပဲဖြစ်နေရဲ့ခေါမှုကျုံလွန်တယ်လို့ဥက္ကန်ထားသူကိုသွေးအံ့အောင်နင်းတာမျိုးဖြစ်ခဲ့ပေါ်တယ်ဒါရီယာအစီချေကြောင့်ဖြစ်ခဲ့ရပြီပါမင်းပြမျိုးမှာဖြစ်ခဲ့တာတွေပါတခြားမျိုးနယ်တွေမှာအစီချေသို့မဟုတ်စိတ်ကြောင့်မူရစေတောင်ဘယ်လိုမျိုးဖြစ်နေတယ်လဲဆိုတာကိုမသိပါဘူးကျွန်တော်သိတာကမင်းပြမှာဖြစ်တာပဲသိပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ် ရခိုင်လက်နက်ကိုင်အဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းမြို့တွေကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်၎င်းတို့ထိန်းချုပ်ရာမြို့တွေမှာမုန်းရစီရောင်းချသူတွေအတွင်းလုံခြုံရေးရယူပေးရမျိုးရှိခဲ့တယ်လို့သတင်းတွေလည်းထပ်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နဲ့2025ခုနှစ်အတွင်းမှာရခိုင်လက်နက်ကိုင်အဖွဲ့အေအေနဲ့ဆက်နွယ်နေတဲ့စိတ်ကြမိုးရစီဝါအများပြားဖမ်းဆီးရောင်းမိခဲ့ပေမဲ့ရခိုင်လက်နက်ကိုင်အဖွဲ့အေအေကငင်းဆန်ထားပါတယ်။ရခိုင်လက်နက်ကိုင်အဖွဲ့အေအေဟာ နာဆက်ကတက်တွေကိုတိုက်ခိုက်ရမှာစိတ်ကြွဆေးပြီးအသုံးပြုတိုက်ခိုက်လာခြင်းလူအင်အားသုံးတိုက်ခိုက်ခြင်းတွေကြောင့်မျိုးတွေကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့လူအင်အားပြုံတိမှုတွေတေဆောမှုတွေပုံမဖြစ်လာနေတဲ့အတွက်အတင်းကျပ်လူတွေစုဆောင်းနေရပြီးတော့လူငယ်တွေကိုရခိုင်ပြည်နယ်ပြပမထက်ဖို့လေအမိတ်စည်းကမ်းတွေထုတ်ပြီးတားမြစ်ပိတ်ပင်ဖို့ကြိုးပမ်းရရှင်နေရရခိုင်လူမျိုးတွေကြောင့်မကျေနပ်မှုတွေမြင့်တက်လာနေတယ်လို့သိရပါတယ်ရှင်